လော့အန်ဂျလစ်မြို့ကိုအမေရိကန်မရိန်းတပ်ဖွဲ့ဝင်900ကိုဒိုနယ်ထရန့်အစိုးရကဆစ်လွတ်ခဲ့ပြီးအထောက်ထားမဲ့မတင်ကားသူရွှေ့ပြောင်းနေထိုင်သူတွေပေါ်စီးနှင်းဖန်ဆီးမှုတွေကိုအရှင်မြင့်လှုပ်ဆောင်နေတဲ့အတွက်လမ်းပေါ်ဆန္ဒပြသူတွေပို့ပြီးဒေါသထွက်စေခဲ့ပါတယ်။လူမှုကြီးကြပ်ရေးစီးနှင်းမှုတွေကိုစန့်ကျင်တဲ့လမ်းပေါ်ဆန္ဒပြမှုတွေကိုကူညီနိုင်နေမှုဖက်ဒရယ်အစိုးရမဟာဗျူဟာဒဇိတပိုင်းအဖြစ်ကယ်လီဖိုးနီးယားတောင်ပိုင်းရှေ့ဆိုင်စခန်းမှာဆစ်လွတ်ထားတဲ့မရိန်းတပ်ဖွဲ့တွေဟာအမေရိကန်စံတော်ချိန်ဒီနေ့မနက်ပိုင်းမြန်မာစံတော်ချိန်ဒီနေ့ညနှောင်းပိုင်းမှာရောက်ရှိနိုင်ကြောင်း တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။မရင်းတပ်ဖွဲ့ရဲ့တာဝန်အင်အား၄000ရှိတဲ့မျိုးသားအဆောင်တပ်တွေလုံးကြီးလေးမျိုးနဲ့အပြည့်အဝရောက်ရှိလာခြင်းအထိဖက်ဒရယ်ရုံးနေတဲ့ဝန်ထမ်းတွေကိုကာကွယ်ပေးဖို့ဖြစ်ပေမဲ့အခုလိုဖြန့်ကျက်တာဟာရဲတပ်ဖွဲ့ရဲ့စစ်စင်ရေးကိုကူညီရမှာစစ်တပ်အင်အားကိုထူးထူးခြားခြားအသုံးချလိုက်တာပဲဖြစ်ပါတယ်။ဒီလိုရတဲ့ကိုကူညီတောင်းထားတာမရှိတဲ့ပြည်နယ်နဲ့ဒေသနယ်ကခေါင်းဆောင်တွေရဲ့ကန့်ကွက်မှုတွေကြားကလှုံ့ဆော်ခဲ့တာပဲဖြစ်ပါတယ်။အမျိုးသားအဆောင်တပ်ဖွဲ့နဲ့မရင်းတပ်ဖွဲ့တွေရှာထားမှုကို တာစီဘိုကယ်လီဖိုးနီးယားပြည်နယ်ကလည်းထရန့်ဆိုယာကိုယမန်နေ့မှာတရားဆွဲလိုက်ပြီးအခုလိုရှာထားတာဟာဖက်ဒရယ်ဥပဒေကိုရှိုးပေါက်တာပြည်နယ်အရှုပ်ရှာကိုရှိုးပေါက်တာ ဖြစ်တယ်လို့ဇော်ရကတက်ထားပါဗျဒါပြင်ဆိုယာရဲ့လူရက်တွေကြောင့်မျိုးသားရေးအကြက်တဲဖြစ်လာမှာကိုဆိုရင်ကြောင်းဒီမိုကရက်တစ်ခေါင်းဆောင်တွေကလည်းသတိပေးပြောကြားကြပါတယ်ဒီတော့တွင်မှာပဲလူမှုကြီးကြပ်ရေးဥပဒေရှုဖောက်သူတွေကို ဖန်စီတဲ့စစ်စင်ရေးတွေကိုတိုးမြင့်သွားမယ်လို့အမေရိကန်အမိမေလုံခြုံရေးဝန်ကြီးခရစ်စတီနိုအန်ကကြုံဝါပြောဆိုခဲ့တဲ့အတွက်ဆန္ဒပြဖြိုခွင်းမှုတွေကိုတိုးရှဲ့မဲ့သဘောလေးဖြစ်ပါတယ်။ဖက်ဒရယ်နိုင်ငံမှုတွေကိုလက်မခံတာကြောင့်ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ဒီမိုကရက်အုပ်ချုပ်ရေးမှူးဂါဗင်နျူဆန်ကိုဖန်စီမယ်လို့ရီပလင်ကန်တမရထရန်ကရှင်းလျှောက်ခဲ့ပြီးစစ်တပ်နဲ့ဖက်ဒရယ်ဥပဒေစည်းကြပ်ရေးစစ်စင်ရေးတွေကြောင့်အမေရိကန်ရဲ့အထက်ပါတီရင်းနှစ်ခုကြားကသဘောထားကွဲပြားမှုတွေပုံမကြီးမားလာစေခဲ့ပါတယ်။မရင်းတပ်ဖွဲ့တွေရှာထားတဲ့ထရန်ရဲ့လုပ်ရက်ကြောင့် အလွန်စိတ်နှောက်ချက်ဖြစ်ရာကြောင်းအထက်လွှတ်တော်လက်နက်ရေးရာလုပ်ငန်းများကော်မတီမှထိတ်တန်းဒီမိုကရက်အမတ်ဂျယ်ရစ်ကပြောပါတယ်။